င်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလ30ရက်နေ့ညနေပိုင်းသတင်းများကိုစတင်စီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့စစ်ကောင်စီကအပြည့်ရဲ့ဂျင်ညာပြည်တနင်္ဂနွေလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လေ။တိုင်းရင်းသားလက်နက်ကင်များရှာရဲ့အပြည့်ရဲ့ထားပေးအမင်းအောင်လိုင်းကပြောပြန်ဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ အကြမ်းဖက်ဆက်ကောင်စီကအပြစ်ရဲကြေညာပြီးတနိုင်ငံလုံးလေးချောင်းတိုက်ခိုက်ထိုးစစ်ဆင်နေတော့လေတိုင်းသားလက်နက်ကင်များအနေဖြင့်ရှာရီအပြစ်ရက်ထားပေးရန်အကြမ်းဖက်ဆက်ကောင်ဆောင်မယောင်လိုင်းကပြောဆိုသည်ရှမန်နီနေပြည်တော်တွင်ပြုလုပ်သည့်ငလင်ပေးအတွက်အလှငွေပေးရဘဲခန္ဓာတွင်၎င်းကအထက်ပါတိုင်းပြောဆိုလာခြင်းဖြစ်သည်ငလင်ဘေးပြည်လေထူထောင်ရေးအတွက်စစ်ကောင်စီကဧပြီလ2ရက်နေ့မှရခုတ်မေလာကောင်တီယာယီပြက်ခတ်တိုက်ခိုက်မှုရစဲကလာတတ်မှတ်ထုတ်ပြန်ထားကြောင်းထို့ကြောင့်နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးစီးပွားကိုရှေ့ရှုပြီး တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းများနဲ့သက်ဆိုင်သူများအနေဖြင့်လည်းရာရည်ပြည့်ခက်ရက်စဲထားခြင်းအပေါ်အလေးထားစဉ်းစားပြီးလိုင်းနာဆောင်ရွက်ပေးကြရင်တိုက်တွန်းလိုကြောင်းမင်းအောင်လိုင်းကပြောဆိုသည်တို့ရရင်ငလင်ပေအကြောင်းပြရဲ့အပြစ်ရက်စဲသည်ဟုစစ်ကောင်စီတပ်ကကြေညာထားတော်လေလက်တွေတွင်စစ်တပ်ကပင်ပြည်သူများကိုပြစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်နေကြောင်းအာဆီယံနှင့်နိုင်ငံတကာအနေဖြင့်စစ်ကောင်စီဟန်ပြအတူရန်လူသားချင်းစာနာမှုအပြစ်ခက်ရက်စဲရေးအပေါ်ဆက်လက်ယုံကြည်မှုပေးရန်မဖြစ်တဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG တမရယုံပြောရေးဆိုခွင့်ရှိသူ ဦးကျော်စောကမေလ29ရက်နေ့တွင်ထုတ်ဖော်ပြောဆိုခဲ့သည် အာဆီယံဘာဝင်အင်းကြီးချင်းနိုင်ငံများနဲ့နိုင်ငံတကာအတိုင်းဝိုင်းဟောင်းစက်ကောင်စီရဲ့အတူရောင်ဟန်ဆောင်လူသားချင်းစာနာမှုအပြစ်ခက်ရက်စဲရေးအပေါ်မှာဆက်လက်ပြီးယုံကြည်မှုပေးနေဖို့မဖြစ်နိုင်တော့ပါဘူး။မေလ12ရက်နေ့ကစကိုင်းတိုင်းအိုတိန်တွင်းရွာစာတင်ကျောင်းကိုဂျက်ဖိုင်တာနဲ့ပုံကျဲတိုက်ခိုက်လို့ကျောင်းသားလူမမဲများနဲ့ဆရာမများအပါအဝင်24ဦးထပ်မံတေချေခဲ့ရပြီးတရာကျော်ထိခိုက်ဒဏ်ရာရခဲ့တာဟောင်းစက်ကောင်စီရဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေကမကြခင်ကရရှိခဲ့တဲ့ခိုင်မာတဲ့တပ်သေးတာတကတစ်ခုပဲဖြစ်ပါတယ်။အရက်သားတွေစာတင်ကျောင်း ေးရုံစေးကမ်းမကျန်းဘုံကျဲတိုက်ခိုက်မှုတွေနဲ့စကစထန်လေရင်စီရောင်းဝယ်နေတာတွေကိုပြင်းထန်စွာဆန့်ကျင်ပြီးဒီလိုမလုံနိုင်အောင်လက်တွေ့ကျပြီးထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေဆောင်ရွက်တင်ပါတယ်ဟုအန်ယူဂျီသမရပြောရေးဆိုခွင့်ရှိသူဦးကျော်စောကပြောဆိုခဲ့သည်အကြံဖက်စစ်ကောင်စီက2023ခုနှစ်ဇန်နဝါရီလမှ2025ခုနှစ်မေလ12ရက်နေ့အတွင်းစစ်ကောင်စီကစစ်ဖြစ်ပွားမှုမရှိသည့်ဒေသများသို့လေကြောင်းတိုက်ခိုက်မှု2900နီးပါးပြုလုပ်ခဲ့ကြောင်းစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူပေါင်း3000ကျော်ဒဏ်ရာရသူပေါင်း9000ကျော်ရှိ ခဲ့ကခလေတငယ်ရချေသေးဆုံးခဲ့ကြောင်းစာတင်ကျောင်းပေါင်း240ပြက်စီခဲ့ပြီးစေယုံစေကန်နဲ့ဘာသာရေးအစအဦးပေါင်း900ကျော်ပြက်စီခဲ့ကြောင်းသိရှိရသည်မေလ29ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရကကြေညာချက်တရထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အာဆီယံဦးဆောင်မှုဖြင့်နိုင်ငံတကာမှပါဝင်သောစနစ်ကျသည့်ပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ထိန်းသိမ်းရန်တရားမျိုးမရှိပါကအရက်သားပြည်သူများကိုထိရောက်စွာကာကွယ်နိုင်မည်မဟုတ်ကြောင်းတရားဝင်အသေးပေးထုတ်ပြန်ထားသည်။ ဆက်လက်ပြီးမန္တလေးတိုင်းမဟာအောင်မြေမြို့နယ်တွင်ငလျင်အတွက်အလှရှင်များနှင့်အဖွဲ့အစည်းများကလှူဒန်းထားသောငွေကြေးနှင့်ထောက်ပံ့ရေးပစ္စည်းများကိုထွေအုံနှင့်ရက်ွက်အုပ်ချုပ်ရေးအဖွဲ့များကဖျက်ယူထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ မန္တလေးတိုင်းမှာအောင်မြေမြို့နယ်ရင်းငလင်အတွက်အလှရှင်များနဲ့ပရာဟိတဖွဲ့စည်းများကလှူဒန်းထားသောငွေစည်းနှင့်ထောက်ပံ့ရေးပစ္စည်းများကိုထရီအိုနှင့်ရက်ွက်အုပ်ချုပ်ရေးဖွဲ့များကဖျက်ယူထားကြောင်းရှင်းမြို့နယ်အတွင်းမှာပရာဟိတစေတနာရှင်ဖွဲ့စည်းချို့ကပြောဆိုသည်မတ်လ28ရက်ကလှုပ်ခတ်ခဲ့သောငလင်ကြောင်းမဟာအောင်မြေမြို့နယ်အတွင်းသို့အလှရှင်များနှင့်ပရာဟိတဖွဲ့စည်းများလာရောက်လှူဒန်းမှုများကိုမြို့နယ်ထရီအိုနှင့်ရက်ွက်အုပ်ချုပ်ရေးဖွဲ့များကသက်ဆိုင်ရာမြို့နယ်နှင့်ရက်ွက်ရုံးများတွင်သာလာရောက်ပို့ဆောင်စေခဲ့ကြောင်းအဆိုပါပို့ဆောင်ခဲ့သောပစ္စည်းများ ွင်အရေးပေါ်ရေးစားအသောက်နှင့်စေဝါများပါဝင်ပြီးအလူရှင်များကလည်းငွေကြေးများလှူဒန်းသွားခဲ့ကြကြောင်းရှမ်းလူရန်မှုများကိုမြို့နယ်ထွေအုံနှင့်ရက်ွက်အုပ်ချုပ်ရေးဖွဲ့များကစည်ရင်ဖြင့်လက်ခံခဲ့ကြတော့လေယနေ့မေလ30ရက်နေ့ငလင်လှုပ်ခတ်ပြီးနှစ်လကျော်ကြာမြင့်သည့်အထိမြည်သည့်ပြည်သူကိုမှပြန်လည်ဝေငှခြင်းမရှိကြောင်းသိရှိရသည် မက်ရှလာ28ရက်နေ့ငလျင်ကြီးလို့တော့နေချင်းစားမရမယ့်ထမင်းတုံးနဲ့အစားအစာကလွဲပြီးကြံနဲ့ရေရိတ်ခါကြောင့်ဈေးဝါနဲ့အလုံးငွေတွေကိုမြို့နယ်ထွေအိုရုံးကလာလိုခိုင်းနေပြီးတော့ထွေအိုကစီးရင်နဲ့ပြန်ဝေပေးမယ်ဆိုပြီးသူတို့စီမှာပဲပစ္စည်းတွေလာပို့ခိုင်းနေတကယ်လို့လမ်းမဝင်ရင်ရုံးတုံးကနဲ့အကုန်ထိန်များဖြစ်မယ်လုံခြုံရေးအရာထွေအိုရုံးကိုလာပို့ရမယ်ဆိုလို့အလှူရှင်တွေရောပရာဟိတအဖွဲ့တွေရောမဟာအောင်မြေထွေအိုရုံးမှာပစ္စည်းတွေပို့ပြီးလှူကြတယ်ဒီနေ့ငလျင်လို့တာနှစ်လကျော်သွားပြီ လာပုံးတဲ့ပစ္စည်းတွေငွေတွေဖဲပြည်သူကိုမှထွေဥကပြန်မပေးဘူးဘသူမှလည်းမရဘူးပစ္စည်းတွေလည်းထွေဥရုံးမှမတွေ့ရတော့ဘူးဟုမဟာအောင်မြေမြို့နယ်မှာပရာဟိတအဖွဲ့ကောင်စားတို့ကပြောဆိုသည်အလားတူမဟာအောင်မြေမြို့နယ်42လမ်း86လမ်း89လမ်းတို့တွင်လည်းရကွက်အုပ်ချုပ်ရေးမှုအေထော်နှင့်ပြူစောတိတန်ဆင်တို့ကငလင်ပေအတွက်အလှရှင်များလှူဒန်းထားကြသည့်ငွေကြေးများကိုရကွက်ရန်မုံငွေဟုဆိုကစည်ရင်မပြဘဲတုံးဆွဲလိုက်ကြခြင်းငလင်ပေတဲ့ပြည်သူများအတွက်အလှူဒန်းထားသောရိတ်ခါချနှင့်စေဝါအပါဝင်အရေးပေါ်ကိစ္စပစ္စည်းများကို ြန်လည်ရောင်းချမှုများလှုံ့ဆော်နေကြကြောင်းသိရှိရသည် ဖြစ်တာကတော့မန္တလေးရွက်ွက်တိုင်းမှာအလူရီဖြက်စားလွဲသုံးစားလုပ်တာတွေဖြစ်နေတာပါတွေ့အုပ်ကသူတို့လာပေးတာတွေရွက်ွက်အုပ်ချုပ်ရေးအဖွဲ့ကိုပြန်လှည့်ပေးတော့လေရွက်ွက်အုပ်ချုပ်ရေးအဖွဲ့ကအကုန်လဲသုံးစားလုပ်တယ်အိမ်မြုပ်ပြစီရင်ကောက်ပါဆိုတာကိုသူတို့အမျိုးတွေစီရင်ကောက်ပြီးထွေအုပ်ကိုတင်နေငလင်လှုပ်လို့ဒုက္ခရောက်ရတဲ့အထဲစစ်မှုထမ်းချေပါလာကောင်းနေတယ်တပြားတစ်ချက်မှကုငယ်မရတဲ့အပြင်ဒုက္ခပါထပ်ပေးသေးတာဟုမဟာအောင်မြေမြို့နယ်မှာပြည်သူတို့ကပြောဆိုသည်မန္တလေးမြို့ရင်ငလင်လှုပ်ခတ်ခဲ့ဒီမှာနှစ်လကျော်ကြာမြင်ပြီဖြစ်တော့လေပြည်သူများမှာစိ စ်ကောင်စီထံမှမြေဒီအကူအညီများမရရှိသေးပေငလင်ကြောင့်တိန်ဆောင်သွားသည့်အဆောက်အုံများမှလည်းငွေကြေးမတန်နိုင်သဖြင့်တိန်ဆောင်အဆောက်အုံများကိုအလုံးစုံဖြိုဖျက်နိုင်ခြင်းမရှိသေးပေအနေနဲ့ရှိနေသည့်အနေအထားပြင်ပင်ဆက်လက်ထားရှိနေရကြောင်းငလင်ဘေးတဲ့ပြည်သူများကရှန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည် ဆလံမင်းစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထုံနေသည့်စစ်တပ်ကကုန်းရွာကိုမိရှို့ဖျက်ဆီးထောင်နေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းစကိုင်းမြို့နယ်အတွင်းစစ်ကြောင်းထုံနေသည့်အစံဖက်စစ်တပ်ကကုန်းရွာကိုမိရှို့ဖျက်ဆီးခြင်းကြောင့်အနီးနားရှိကျေးရွာများမှာထောင်နေချီသောပြည်သူများဘေးလွတ်ရာထွက်ပြေးနေရကြောင်းပြည်သူ့ဘက်တော်သားအဖွဲ့သတင်းတာဝန်ခံကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ မေလ29ရက်နေ့မွန်လယ်နေ့နိုင်ခန့်တွင်စကိုင်းမြို့ကုံရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကြောင်းထုတ်ဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကပြည်သူများပိုင်နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လက်ရှိချိန်တွင်ကုံရွာနှင့်အနီးတစ်ဝိုက်တွင်ရှိနေသောပြည်သူများသည်ခြေရွာတွင်ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲနေအိမ်မီလုံဆုံးရှုံးမှုအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ အကုတ်ကဂုံရွာထဲမှာစစ်ခွေးတွေကတန့်ဖြတ်ထားလို့ဖြီးသူတွေဝင်လို့ထွက်လို့မရဖြစ်နေတော့စစ်ခွေးအင်အားကတော့များတယ်လို့သိရတယ်။အရေးအတွက်အတိအကျတော့မသိရသေးဘူး။စစ်ခွေးတွေကဖြီးသူတွေကိုဖမ်းဆီးတာတွေရှိမရှိတော့အတိမပြုံနိုင်သေးပါဘူးဟုဖြီးသူဘတ်တော်သားအဖွဲ့သတင်းတောင်ငန်းကပြောဆိုသည်။အဆိုပါကျန်းဖက်စစ်တဲစစ်ကြောင်းဒီလက်ရှိအချိန်ဒီဂုံရွာအနီးတစ်ဝိုက်တွင်ရှိနေသောကြောင့်အနီးနားရှိကျေးရွာများမှာထောင်နှင်းချီသောဖြီးသူများလည်းဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်းသိရသည်။ ဆက်လက်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ညောင်လေးပင်မြို့နယ်ပစုံမြောင်ကြေးရွာတွင်ပြည်သူပိုင်ပစ္စည်းများကိုခိုယူနေသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတို့ထိဆုံးဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရရှင်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ပစုံမြောင်ကြေးရွာတွင်၌ပြည်သူပိုင်ပစ္စည်းများကိုခိုယူနေသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတို့ထိဆုံးခဲ့ကြောင်းမင်းနဂါစစ်ကြောင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တဲ့ရင်ဌာနထံသို့ပြောကြားသည်။မေလ28ရက်နေ့နံနက်9:45မိနစ်အချိန်ညောင်လေးပင်မြို့နယ်ပစုံမြောင်ကြေးရွာတွင်၌အင်အား90ခန့်ဖြင့်တပ်ဆွဲပြီးပြည်သူပိုင် ေအများကိုဖျက်ဆီးကရောင်းစားခြင်း၊နေအများအတွင်းမှပြည်သူပိုင်ပစ္စည်းများကိုဖောက်ထွင်းခွေယူခြင်းများလို့ဆောင်နေသည့်အကြံဖက်ဆက်ကောင်းစီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကင်းမုံဝတ်ပြီးချောင်းမြောင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတို့ဒေသုံပြီးနှစ်ဦးတရားရရှိခဲ့ကြောင်းသိရသည်။ ရွာထဲမှာကအင်အား80လောက်ရှိတာအဲ့ဒီအင်အား80ကို104နေရာလောက်ရွာထဲမှာခွဲပြီးတက်ဆွဲထားတာပေါ့အဲ့ဒီလိုတက်ဆွဲပြီးတော့ပြည်သူနေအိမ်တွေကပစ္စည်းတွေလာခိုးဖြုတ်တာအဲ့ဒီလိုပဲလေ့ရင်လေ့သလိုပြည်သူအိမ်တွေတက်ဖြတ်တာတွေဖြုတ်ပြီးရောင်းစားတာတွေသွတ်တွေခွာရောင်းတာတွေပြင်တွေခွာရောင်းတာတွေအဲ့ဒါတွေရှိတယ်နောက်ပြီးတော့အိမ်တွေကပစ္စည်းတွေခိုးတာတွေလုပ်နေတာအဲ့ဒီလိုလာခိုးရင်းနဲ့ကျွန်တော်တို့ကင်မွန်အဖွဲ့နဲ့တွေ့တာတွေ့တော့ပြစ်ခတ်ကြတာအဲ့ဒီကိုလာတဲ့အင်အားကတော့ခန့်မှန်း10ယောက်နဲ့15ယောက်လောက်ကြားလောက်ရှိမယ်ဒါပေမဲ့ရှေ့ကိုထွက်လာတာတော့နေတာပေါ့အဲ့ဒီလိုအဖွဲ့ ွဲလိုက်ဖြတ်ကြတာဟုမင်းငောင်းစစ်ကြောင်းမှတောင်းရင်ရှေတို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကော်မတီတမတော် P237 O3 တရရင်မင်းနကရှေ့ပေါ်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်များအထူးခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။